lion lion တတမမီတို့ရေခြင်သေးဆိုတာကတော့ကဘာပေါ်မှာအင်အားအကြီးဆုံးနဲ့ခွန်အားအကြီးဆုံးတရဝတစ်မျိုးပဲဖြစ်ပါတယ်သူတို့ကို တောတွင်းဘယင်လို့တောင်တင်စားခေါ်ဝကြပါတယ်တဲ့ခြင်သေးအထီးတွေမှာလေဆံမွေးလှလှကြီးတွေရှိပြီးတော့ခြင်သေးအမတွေမှာတော့အဲ့လိုလေဆံမွေးတွေမပါပါဘူးတဲ့ခြင်သေးတွေဟာအသားစားတဲ့တရဝတွေဖြစ်ပါတယ် သူတို့ဟာသူတို့ထက်သေးငယ်တဲ့တတဝါတွေအကုန်လုံးကိုအမဲလိုက်ပြီးဖမ်းယူစားတောက်တတ်ကြပါတယ်တဲ့ခြင်သေးတွေကအုပ်စုလိုက်အမဲလိုက်လေးရှိပြီးအုပ်စုတွေကခြင်သေးမတွေကတော့အမဲလိုက်တဲ့နေရာမှာပို့ပြီးတော့တော်ကြပါတယ်တဲ့ခြင်သေးတွေကဗမာနေလဲဆိုတော့အာဖရိကတိုက်ရဲ့မြက်ခင်းပြင်တွင်တစ်တော်တွေနဲ့အိန္ဒိယနိုင်ငံရဲ့တော်တွေထဲမှာနေထိုင်ကြပါတယ်တဲ့သူတို့ကအုပ်စုလိုက်နေထိုင်လေးရှိပြီးတော့အုပ်စုတစ်ခုမှာခြင်သေးအထီးခြင်သေးအမနဲ့ ခြင်သိကလေးလေးတွေလည်းပါဝင်ကြပါရဲ့တဲ့ခြင်သိတွေရဲ့ထူးခြားချက်ကတော့ညဘက်မှာအမဲလိုက်လေးရှိပြီးနေ့ကင်းဘက်မှာအနားယူလေးရှိပါတယ်တဲ့ခြင်သိတွေရဲ့အတန်ဟာအလွန်ကျဲလောင်ပြီးမိုင်ပေါင်းများစွာကတော့ကြားရနိုင်ပါတယ်တဲ့ဒါဟာသူတို့ရဲ့နေမြေကိုတခြားအုပ်စုတွေမလာအောင်တတိပေးတဲ့အနေနဲ့အတန်အကျယ်ကြီးတွေထုတ်လွှတ်တာဖြစ်ပါတယ်တဲ့ခြင်သိတွေကလည်းသဘာဝပတ်ဝန်းကျင်အတွက်အရေးကြီးပါတယ်တဲ့ ။ဘာကြောင့်လဲဆိုတော့သူတို့ဟာတားကောင်တွေရဲ့အရေးအတွက်ကိုထိန်းညှိပေးပြီးဂေဟစနစ်ကိုလည်းဟန်ချက်ညီစေလို့ပဲဖြစ်ပါတယ်တဲ့။ကဲခြင်သေးတွေအကြောင်းမိကုံးလေးတွေဖြစ်ရအောင်။ခြင်သေးတွေကဘာတွေစားလဲ။၁အသီးအရွက်၂အောက်မုတ်၃အတာဟုတ်ပါရဲ့ခြင်သေးတွေကအသားစားရတဲ့တဝါတွေလည်းဖြစ်ပါတယ်။နောက်ထပ်အကောင်တွေအကြောင်းကိုလည်းထပ်ပြောပြပေးမယ်နော်။